မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့စက်တဘာလ28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာအာရှလန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်အကြမ်းဖက်စစ်တပ်က BGF နဲ့ပူးပေါင်းပြီးတော့စစ်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲများဖြစ်ပွားနေကစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ပြည်သူများထိခိုက်မှုရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တဘာလ28ရက်နေ့ကကော့ကရိတ်မြို့နယ်မြောက်ပိုင်းကမိုင်ကုန်း အန်ဖကြီးကြီးပါဘက်ကိုအကြမ်းမဆက်တက်နဲ့စောချစ်သူလက်အောက်ခံ BGF တပ်ဖွဲ့တပ်နယ်တုံတပ်ဖွဲ့ဝင်များပူးပေါင်းပြီးတော့စစ်ကြောင်းထိုးလာတဲ့အတွက် KNL ပူးပေါင်းတပ်များကခုခံတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ကော့ကရိတ်မြို့အခြေဆိုင်ခလာရ69တိုင်ရင်းကလက်နက်ကြီးများနဲ့ပြည်သူများနေထိုင်ရာကြီးရွာများအတွင်းကိုပိတ်ခတ်တိုက်ခိုက်ရာကြီးရွာသူကြီးရွာသားများထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။စစ်တပ်ကအာရှလန်ပြန်ဖွင့်မှုဗိုလ်ချစ်သူလက်အောက်ခံတပ်နယ်တုံ BGF တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ကော့ကရိတ်မြောက်ပိုင်းကမိုင်ကုန်း အန်ဖကြီးရွာရီဘက်ကိုစစ်ကြောင်းတွေဝင်လာလို့မနေ့ကစက်တဘာလ28ရက်နေ့မှာ KNL တပ်တွေနဲ့တိုက်ပွဲဖြစ်တယ် ကော့ဂရိတ်ခလိုက်ရ60ခွန်တက်ကလက်နက်ကြီးတွေရွာတွေဘက်ကိုပြစ်ထုတ်တာမှရွာသားတွေထိခိုက်ဒေဆုံးမှုရှိလို့ KNU ကပဲစေယုံကိုပို့လိုက်ရပါတယ်လို့ကရင်ရှေတန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။ကရင်နယ်ခြားဆောင်တပ် BGF ကစစ်တပ်နဲ့ပူးပေါင်းပြီးတော့စစ်ကြောထိုးနေတဲ့အပြင်စစ်တပ်ရွေးကောက်ပွဲအတွက်ပါပြည်သူများကိုမဲထည့်ရမယ်ဆိုပြီးတော့ BGF ကလိုက်လံချိန်ချောင်းနေတယ်လို့သိရပါတယ်။မနေ့ကစက်တဘာလ28ရက်နေ့ကကော့ဂရိတ်မြို့နယ်နဘူးအုပ်စုဝဲခင်းအန့်ဘုံကြီးကျောင်းမှာ BGF စစ်သားအယောက်90ခန့်လုံခြုံရေးယူကောင်းရွေးကောက်ပွဲမဲထက်နီးတရုတ်ပြမှုတွေကိုလုံဆောင်ခဲ့ကြတယ်လို့သိရပါဗျ။ရွာသူရွာသားများအနေနဲ့လည်းစစ်ဘေးမရှောင်ဘဲနဲ့ရွေးကောက်ပွဲမှာမဲထက်ရမယ်ဆိုပြီးချင်းချောက်စီယုံလျက်ရှိတယ်လို့သိရပါဗျ။ဘိုးချစ်သူ BGF တပ်ဖွဲ့ထဲမှာပါတဲ့ကရင်စစ်သားတွေက ရွာသားတွေကိုဘယ်ကုန်မှစစ်မရှောင်ကြဖို့ရွာမှာပဲနေပြီးတော့စားတောက်စရာတွေသူတို့ပေးမယ်ဆိုတာမျိုးကိုစီယုံပြီးပြောပါတယ်။မနေ့ကနဘူးအုပ်စုဝဲကင်းအန်ရွာမမတာဖုန်ကြီးเจ้าမှာရွေးကောက်ပွဲမှာမဲထဲတဲ့နေတရုတ်ပြသားတွေကို BGF အင်အား90ကျော်လုံခြုံရေးယူပေးပြီးတော့လုပ်နေပါတယ်။ဒေသငြိမ်းချမ်းဖို့ရွေးကောက်ပွဲကိုမဲထဲရမယ်ဆိုပြီးတော့ခြေရွာတွေကိုဇက်တိုက်မဲထဲနေတွေကိုတင်ပြတာ BGF ကစီယုံနေတယ်လို့ကရင်ရှေတန်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ 今年年长生在 BGF 家，使得个记录内，原告被告偷看未到，原告被片苗员一转，工人上月被灭路，两位节假日偷片吵架，突然死亡的可能。 ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရင်းမာပြည်နယ်စားလင်းကြီးမြို့နယ်တဲကတရုတ်နဲ့စစ်ကောင်စီအုပ်စုတွေပူးပေါင်းကကျင်းနေတူးနေတဲ့မြန်မာဝမ်ပေါင်းနဲ့မြန်မာရန်စီကုမ္ပဏီတွေစက်တဘာလ28ရက်နေ့က short tight ဒုံလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခံရပြီးတဲ့နောက်လုပ်ငန်းတွေယာယီရပ်ဆိုင်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်တွေကိုဖြိုပြီးတော့ကျင်းနေတူးနေတဲ့တရုတ်ပိုင်းရန်စီကုမ္ပဏီအတွင်းကိုစက်တဘာလ28ရက်နေ့က short tight ဒုံခုနှစ်လုံးကြာရောက်ပောက်ကွဲခဲ့တာကြောင့်လုပ်ငန်းတွေလုံခြုံရေးအတွက်ယာယီရန်နာထားလိုက်ရတယ်လို့ဆိုပါတယ်။ ်ဘယ်အဖွဲ့ကထုတ်တယ်လဲတော့မသိဘူးကုမ္ပဏီကရန်တရားတွေဆက်တွေရက်သွားတယ် ်လူအထိကြိုက်တော့မကြမိဘူးအလုံယုံတွေနားကြတယ်ဆိုတော့အတွင်းသတင်းတော့ရထားတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ် short tight ဒုံခွနလုံးလောက်ဟာတရုတ်ဆက်ယုံဝင်းတွေက cell line တွေ hall road တွေနဲ့စက်ကြီးပြင်အလုံယုံနားတွေကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်စီကောင်စီအုပ်စုလက်နက်ကိုင်တွေလုံခြုံရေးယူပေးနေတဲ့တရုတ်ကုမ္ပဏီတွေကိုဘယ်အဖွဲ့အစည်းကပစ်ခတ်တယ်ဆိုတာကိုတော့မသိရသေးဘူးလို့ပြောပါတယ်စစ်အာဏာသိမ်းပြီးတဲ့နောက်ဝန်ထမ်းအများအပြားစီဒီအမ်မှာပါဝင်ကြတာကြောင့်မြန်မာဝန်ပေါင်ချင်းဒီစီမံကိန်းတွေမှာတရုတ်တွေချင်းဒီမတူးနိုင်ဘဲနဲ့ကာလ ကြာရှည်လုပ်ငန်းတွေရန်နာထားခဲ့ရပြီးတော့ပြီးခဲ့တဲ့လတွေအတွင်းကမှဒေသခံနန်းစီဒီယန်ဝန်ထမ်းအယောက်3000လောက်နဲ့ပြန်လည်လဲပတ်နေတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတရုတ်တွေကဆက်ယုံဝန်ထမ်းတွေအပေါ်မှာအခွင့်အရေးအပြည့်ဝမပေးသလိုလုံခြုံရေးအတွက်လည်းအာမခံချက်မပေးထားဘူးလို့ဆိုပါတယ်။တရုတ်တွေ24ထုတ်လုပ်ထားတဲ့ဂျင်းနီတွေကိုစစ်ကောင်စီအုပ်စုကစစ်သင်းဘောတွေနဲ့တဲထုတ်ပေးနေပြီးတော့ဝမ်ပေါင်းလက်ပရောင်းတောင်စီမံကိန်းကဂျင်းနီတွေကိုစားလင်းကြီးနဲ့ထန်းတော်ကြီးရွာစိတ်ကန်းကနေတဲထုတ်ကရန်စီစပယ်တောင် ကျေးစင်တောင်စီမံကိန်းကနေထွက်လာတဲ့ဂျင်းနီတွေကိုတော့ကြောင်းမြတ်တောင်ရွာစိတ်ကန်းကနေတည်ဆောင်နေကြတယ်လို့ဒေတာကန်ဒီကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ရှစ်မိုင်ခန့်အကွာမှာရှိတဲ့စခန်းသာဂျေးရွာက တောင်းတက်မှာတော့ DNL တက်ဆက်ခန်းကိုစစ်တပ်ကတိမ့်ပတ်ရရှိသွားပြီးတော့တိုက်ပွဲဟာမြို့နယ်၅မိုင်ခန့်အကွာထိကိုရောက်ရှိလာပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စခန်းသားကိုစစ်ခွေးတက်ကယူသွားပါပြီ။စစ်ကြောင်းရှိကိုမတိုးလာဘဲနဲ့ကြောင်မဲမြို့တဲကိုလေကြောင်းတို့လက်နက်ကြီးတို့ပြစ်မှာတေးကြတဲ့လူလူတွေမနေရအောင်ဒီကောင်တွေလုံမှာပါ။တော်တော်လေးကိုအချက်ရိုက်နေပါတယ်လို့လက်ရှိအချိန်ထိကြောင်မဲမြို့အနီးမှာရှိနေသေးတဲ့ဒေသခံတို့ကအတိအပြုပြောကြားထားပါတယ်။စခန်းသားရွာကိုစစ်တပ်ကမြေပြင်စစ်ကြောင်းကနေတိုက်တာမဟုတ်ဘဲနဲ့လေကြောင်းကနေဘုံကျဲပြီးမှစစ်ကြောင်းတွေဝင်လာတာလို့သိရပါတယ်။စက်တဘာလ20 25ရက်နေ့တရက်ထဲမှာတင်ဝမ်ထရမ်နဲ့ဘုံအလုံးကြီး80ကျော်ကျဲချခဲ့ပြီးတော့စက်တမာလ26ရက်နေ့28ရက်နေ့ဒီမှာလဲဂျက်ဖိုင်တာနဲ့ဘုံကျဲခဲ့တယ်လို့မြို့ကန်တူကပြောပါတယ်စစ်ခွေးစစ်ကြောင်းတွေဟာကြောင်မဲမြို့နဲ့ငားမိုင်ခဲအကွာကိုရောက်ရှိလာတာကြောင့်လက်ရှိအချိန်ထိမြို့ထဲမှာရှိနေသူတွေအနေနဲ့လုံးဝမလုံခြုံတော့ဘူးလို့မန္တလေးမြို့ကိုရောက်ရှိနေတဲ့စစ်ရှောင်းတူကပြန်လည်ပြောပြထားပါတယ် ဘလို့ပဲနေနေဗျမြို့ကိုပြန်ထိန်းနိုင်ဖို့ဒီကောင်လေးစစ်ခွေးတွေကလုံနိုင်တယ်ဗျလုံမှာပဲမြို့ထဲမှာရှိနေတဲ့အရသားတွေကိုလည်း DNL PDF ဆိုပြီးတော့ခေါင်းစဉ်တက်မှတေးကြတယ်ကျွန်တော်တို့လက်တွေ့ပဲလို့၎င်းကရှင်းပြထားပါတယ်စစ်တပ်ကကြောင်မဲမြို့စီကိုအင်အား900လောက်နဲ့စစ်ကြောင်းထိုးလာတာလို့တောင်းတက်မှတော့ DNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကစက်တင်ဘာလ26ရက်နေ့မှာပြောကြားထားပါတယ်တိုက်ပွဲအတွင်းမှာနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိနေပြီးတော့စစ်ခွေးတွေဘက်ကထိခိုက်တာပိုများတယ်လို့၎င်းကပြောပြထားပါတယ် ်လက်တလုံးမှာကြောင်မဲမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်ကြောင်မဲမြို့နယ်ကဒေသခံအများစုဟာနေဆက်ရဒေသများတွေမှာတွားရောက်ပြီးတော့တင်းရှောင်နေကြတယ်လို့ပြောပါတယ်။တချို့ကတော့ဆက်ပြီးတော့ရှိနေပါသေးတယ်။လူလူကလည်းမြို့ပေါ်မှာရနိုင်သမျှဆက်ပြီးတော့နေနေကြတာမျိုးပေါ့။အဓိကလောလောဆယ်မှာတော့လေချောင်းကိုပဲသတိထားပြီးတော့စောင့်ကြည့်ရမယ့်အခြေအနေမျိုးပါ။ကျန်တဲ့အပိုင်းကတော့ လက်ရှိမှာတီအန်အားလေးကထိန်းချုပ်ထားသေးပါလို့သူကစက်တင်ဘာလ26ရက်နေ့မှာပြောပါတယ်စစ်ကောင်စီဟာကြောင်မဲမြို့ကိုလေးချောင်းကနေအပြင်းထန်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတွေအနေနဲ့လေးချောင်းရံနဲ့လုံခြုံရေးသတိထားကြဖို့လဲတိုက်တွန်းထားပါတယ်အထူးသဖြင့်တိုက်ပွဲကတော့မြို့နယ်နီးလာတာနဲ့အမျှစစ်ခွေးတပ်ဟာဒီမြို့ကိုပဲအဓိကပြစ်မှတ်ထားတိုက်ခိုက်လာနိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်လုံခြုံရေးကိုအမြဲသတိရှိဖို့လိုပါတယ်ကာကွယ်လမ်းညွန်တွေကိုလိုက်နာဖို့လိုတယ်လို့တီအန်အားလေးရဲ့ပြောရေးဆိုခွင့်ရှိသူရွေးရည်ဦးကပြောကြားထားပါတယ် 啊，这边是江的，云南的，老边远的，江边没,没有家的，山远的，不能远的，西边的。 ရှမ်းတိုင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ SSPP ထိန်းချုပ်ထားတဲ့ရှမ်းရွာတွေကအိမ်တွေမှာရှမ်းလန်ထောင်ထားရင်ရန်သူလုံးမတတ်မတ်ဘူးလို့စစ်ကောင်စီကသတင်းလွှင့်ပြီးတော့စစ်ကြောင်းတွေဝင်လာပြီးမယ်ဒေသခံတွေဟာအကြမ်းဖက်တပ်ဖြတ်ခံနေရတယ်လို့စစ်ဘေးရှောင်တွေကပြောပါတယ်စက်တဘာလ24ရက်နေ့ကနိုင်ခန့်ရွာကိုစစ်ကောင်စီကစစ်ကြောင်းထိုးပြီးတော့ရွာနီးတောင်ရဲမှာစစ်ပင်းရှောင်နေတဲ့တန်ဃာတော်တပားအပါဝင်မိသားစုဝင်၃ဦးကိုတနက်နေ့ပြစ်တတ်ခဲ့ပြီးတော့အဲ့ဒီမိသားစုတွေက မိန်းကလေးငယ်တအူးကိုလည်းစစ်ခွေးတွေကအဓမ္မပြုကျင့်တတ်ဖြတ်ခဲ့တယ်လို့ဒေသခံသတင်းရ င်းအေးမီဒီကပြောပါရယ်ကြောင်မဲမြို့နယ်ပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေကစစ်ဆောင်တွေဟာဒီဘောမြို့နယ်လာရှိုးမြို့မှာအများဆုံးတင်းဆောင်နေကြပြီးတော့လက်ရှိမှာ အကူအညီတွေလည်းလိုအပ်နေတယ်လို့သိရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလှိုင်းသားရအရှိပိုင်းမြို့နယ်ရှမ်းချောင်းကျေးရွာအုပ်ချုပ်ရေးမှုဇော်ကြီးကအဲ့ဒီကျေးရွာမှာနေထိုင်သူလူငယ်၃ဦးကိုတခိုးဆိုပြီးတော့ဆွဆွဲဖမ်းဆီးပြီးတအုပ်ကိုငွေကျပ်၃၀နဲ့စစ်မှုထမ်းလူစားထိုးအဖြစ်ရောင်းချလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ၁၂ရက်နေ့ကည၈နာရီကျော်အချိန်မှာရှမ်းချောင်းကျေးရွာအုပ်ချုပ်ရေးမှုဇော်ကြီးနဲ့သူ့တပည့်လူမိုက်များက ရက်ွက်ကိုမီးဖြတ်ပြီးတော့နေအိမ်သုံးလုံးကိုဝင်ရောက်စစ်ဆေးမှုများလုံဆောင်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီနောက်လိုင်းသားရရွှေလင်းပန်းဆက်မှုဇုံမှာရှိတဲ့စက်ယုံကအထယ်လိမ်များပျောက်ဆုံးမှုအတွက်တခိုးဆိုပြီးတော့တန်တရားရှိသူများကိုလိုက်လံရှာဖွေတယ်ဆိုပြီးတော့လူငယ်၃ဦးကိုဖမ်းဆီးသွားတယ်လို့သိရပါဗါဖမ်းဆီးခံလိုက်ရတဲ့လူငယ်၃ဦးဟာဘာခိုးမှုကောင်မှကျူးလွန်ထားခြင်းမျိုးမရှိပဲလက်လုံလက်စားဝင်ငွေနဲတဲ့မိသားစုဝင်တွေကရိုးရိုးသားသားလောက်ကင်စားတောက်နေတဲ့လူငယ်တွေဖြစ်တယ်လို့သိရပါဗါရက်ွက်ကိုမီးဖြတ်ပြီးတော့အုတ်ကြီးဇော်ကြီးနဲ့တပည့်တွေက အိမ်နေတဲ့အထိလူငယ်တွေကိုဝင်ဖမ်းတာသူတို့အပြစ်မှာတရင်ပြန်လွှဲတာကစက်ယုံကအထယ်လေးတွေပြောက်လို့တခိုးဖမ်းတာဆိုပြီးတော့တရင်လွှင့်တယ်နောက်ပြီးတော့သူတို့ဖမ်းသွားတဲ့လူငယ်တွေကဆေးသုံးနေတဲ့လူတွေပါဆိုပြီးတော့လည်းအပြစ်မှာတရင်ထုတ်တယ်လူငယ်တွေကအခုစစ်မှုတွေအပတ်စဉ်16ကိုအပို့ခံလိုက်ရပါတယ်သူတို့ကို350နဲ့လူစားထိုးရောင်းစားသွားတာဆိုတာကိုလည်းဖုန်းဆက်ပြီးတော့မိသားစုကိုအသိပေးတယ်လို့ဖမ်းဆီးခံတဲ့လူငယ်တအုပ်ရဲ့မိဆွေတအုပ်ကရှင်းပြထားပါတယ်ဒါအပြင်မကွေးဒေသကနေလာရောက်ပြီးတော့ရှမ်းချောင်းချေးရွာမှာဈေးဆိုင်နှစ်ခုဖွင့်လှစ်ပြီးတော့အလုတ်လုတ်ကိုင်းနေတဲ့စိုင်းပန်ရှင်တအုပ်ကိုလည်းလူ ူမှုကွန်ရက်မှာ၎င်းရဲ့အကြောင်းကိုတင်နေဆိုပြီးတော့ဆွဆွဲခြင်း မတ်ပုံတဲအမတ်ရှင်မြင်းဆောင်ဖြစ်နေတဲ့အတွက် PDF ထောက်ဖို့ဆိုပြီးတော့ဆွဆွဲကဈေးဆိုင်များကိုဖွင့်ွက်မပေးဘဲနဲ့ချိတ်ပိတ်လိုက်တယ်လို့သိရပါဗျ။ရှမ်းချောင်းကျေးရွာမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာနေထိုင်လာခဲ့တဲ့သူမကွေးဒေသခံကဖွင့်ထားတဲ့ဈေးဆိုင်နဲ့ငွေထုတ်ငွေလွဲလုပ်နေတဲ့ချမ်းသာကြီးဈေးဆိုင်နှစ်ဆိုင်ကိုသူတို့အကြောင်း Facebook ပေါ်တင်နေဆိုပြီးတော့ပြီးတော့မကွေးမတ်ပုံတဲရှင်မြင်းဆောင်နတ်မောက်ဇာတိဖြစ်လို့ဆိုပြီးဆိုင်ကိုဖွင့်ွက်မပေးဘဲနဲ့ဈေးဆိုင်နှစ်ဆိုင်လုံးကိုချိတ်ပိတ်လိုက်တယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။ ပိုင်းတရာရှိပိုင်းမျိုးနဲ့ရှမ်းချောင်းကျေးရွာအုပ်ချုပ်ရေးမှုဇော်ကြီးဟာသူတို့ရဲ့လူမိုင်းများကိုလက်သက်မွေးမြူပြီးတော့ပြည်သူလူထုကိုမြင်းမှနှိပ်စက်မှုများတောက်လျှောက်ဆိုးသလိုလောက်ကင်နေကြောင်းတရင်ရရှိပါတယ်ခမောင်နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကန်တော်မင်ကျောင်းဆရာတို့တရင်တုံးခဲ့တဲ့တမိုင်းဝယ်ဖျားစီဒီပြရဝုံကို အချမ်းပါစေခွေတက်ကလေချောင်းကနေပြီးတော့ဘုံကျဲဖြက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းမြင်းမှုမြို့နယ်ကံတော်ကြီးပေါ်မှာရှိတဲ့ကံတော်မင်းကျောင်းဆရာတော်သတင်းသုံးခဲ့တဲ့နေရာကိုလွန်ခဲ့တဲ့နှစ်ရက်ကစစ်တပ်ကလေထီးတွေနဲ့ဘုံတွေကျဲခဲ့တယ်လို့ဆိုပါရတယ်။ ကောင်းမှုမြတ်လို့ကောင်းအောင်ကျိုး၍ကောင်းကျိုးကို၌တည်စေမင်းနဲ့အခုတင်ယုံညွန်းတဲ့နေမှာပါလားမပါလားမသိပေမဲ့ကျွန်တော်တို့တုန်းကတော့ပါခဲ့တယ်ဗျကန်တော်မင်းចောင်းဆရာတော်ဘုရားကြီးရဲ့ဆုံးမတဲ့စာပေါ့ကျန်စစ်သားမင်းကြီးတည်ထားခဲ့တဲ့ကန်တော်မင်းចောင်းဆရာတော်တရင်သုံးခဲ့တဲ့သမိုင်းဝင်နေရဘုရားစီတီပရဝုံအခုတော့ပြည့်စည်တော့ပါပြီဗျာအမျိုးဘာသာသာသနာလို့တွင်တွင်អော်နေတဲ့ စစ်ခွေးတွေကဘုံကျဲဖျက်ဆီးသွားတာပါလို့မြင်းမှုမျိုးကန်တို့ကပြောပြထားပါတယ်လက်ရှိမှာစစ်ကောင်စီကမြင်းမှုမျိုးနယ်ကိုစစ်ကြောင်းထိုးနေပြီးတော့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်တာတွေနေတိုင်းလိုလိုလုံနေတယ်လို့အသိပေးထားပါတယ်စက်တပ်လေးထီးနဲ့ကျဲချသွားတာစစ်ရေးကတင်းမာနေတော့သတင်းအတိအကျကတော့ထုတ်ပြန်လို့မရသေးလို့ပါလို့မြင်းမှုမျိုးပြတော်လိုင်းအဖွဲ့ကတာဝန်ရှိသူကကန်တော်မင်းကျောင်းဆရာတော်သတင်းသုံးရာဖျက်ဆီးခံရမှုနဲ့ပတ်သက်ပြီးတော့ရှင်းပြထားပါတယ် ကန်တော်မင်းကျောင်းစီရတော်ကမြမတမိုင်းမှာစာဆိုတော်အဖြစ်နဲ့ထင်ရှားပါတယ်ဆရာတော်ပြုစုခဲ့တဲ့ကန်တော်မင်းကျောင်းမြစ်တာစာလောကသာရပြုတွေကမြမကန်တော်ဝင်မှာဒီကနေ့အထိတိုင်ထင်ရှားကြော်ကြားနေစေဖြစ်ပါတယ်။တမိုင်းမှတ်တမ်းတွေအရာဆရာတော်ကအေဝခိဘယင်ဒုတိယမင်းကောင်ရဲ့အကြီးတော်စကိုင်းမျိုးစားမင်းလာထွတ်ရဲ့ဆရာရင်းဖြစ်ပြီးတော့ဒုတိယမင်းကောင်နဲ့တာရွှေနန်းကျော်ရှင်တို့လက်ထက်မှာထင်ရှားကြော်ကြားတဲ့ဘယင်ကိုးခွေခန်းဆရာတော်တပါးလေးဖြစ်ချောင်းတရင်ရရှိပါတယ်ခမောင်း။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယဝရီတိုင်းကျုံပြုံမြို့နယ်မှာလေနဲ့သွာလာနေတဲ့လူငယ်များကိုအင်းတကြီးများကငါးခိုးဖမ်းတယ်ဆိုပြီးတော့ဆွဆွဲဖမ်းဆီးပြီးအကြမ်းဖက်စစ်တပ်ထံကိုငွေချက်သိန်း100ကျော်နဲ့စစ်ဘုတ်ထမ်းရန်ရောင်းစားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုစက်တင်ဘာလအတွင်းမှာကျုံပြုံမြို့နယ်ရှာကဲကြီးရွာအုပ်စုအင်းတကြီးနိုင်ဝင်းဟာကြီးရွာအုပ်စုအတွင်းမှာနေထိုင်တဲ့မောင်ဟိမင်းထက်ကို၎င်းပိုင်ဆိုင်နဲ့အင်းထဲမှာငါးခိုးဖမ်းတယ်ဆိုပြီးတော့ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတယ်လို့သိရပါတယ်။အခုလိုဖမ်းဆီးပြီးတဲ့နောက်လေကိုသိမ်းယူကရှာကဲကြီးရွာ 二手，比如说的改造。 လွင်ဦးထံကိုပို့ဆောင်လိုက်ပြီးတဲ့နောက်အဲဒီကားမှတစ်စင်းအထောင်ရဲစခန်းမှာဖမ်းဆီးကာပတ်စံတောင်းခံခဲ့တယ်လို့သိရပါဗျ။ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ကိုဟိမင်းထက်ဟာငွေကြေးဆင်းရဲသူဖြစ်တဲ့အတွက်၎င်းတို့တောင်းတဲ့ငွေကိုမပေးဆောင်နိုင်တဲ့အတွက်ကြောင့်စစ်မှုထမ်းအပတ်စဉ်၁၈ရက်အတွက်ခလာရ36ကိုငွေချက်300ကျော်နဲ့ရောင်းစားလိုက်တယ်လို့သိရပါဗျ။ရှားကဲအင်းအဖွဲ့ဟာအင်းထဲမှာဖြတ်သွားဖြတ်လာလုပ်နေတဲ့လူငယ်များကိုတခိုးဆိုပြီးတော့ဆက်ဆွဲကာဖမ်းဆီးရိုက်နှက်လေရှိပြီးတော့လူသေးတဲ့အထိဥပဒေမဲ့လုံဆောင်နေတော်လဲဘယ်သူကမှအေးအေးယူခြင်းမရှိပဲရခင်အုပ်ချုပ်ရေးမှုတိ င်းနိုင်တဲ့အခုအသစ်ခန့်လိုက်တဲ့အုတ်ချုပ်ရင်းမှုများကသူ့ကိုအကာအကွယ်ပေးနေတဲ့အတွက်ကြောင့်စစ်မှုထမ်းအထွတ်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပေးနေခြင်းများလှုံ့ဆော်လာနေတယ်လို့သိရပါဗျ။ဂျုံပြိုမှာတော့ရှာကဲအင်းအဖွဲ့ကကောင်တွေကတော်တော်ကိုစိုးတာသူတို့မတင်ငါရင်ဖမ်းဆီးတပ်ဖြတ်တာတွေကျူးလွန်နေတာဘယ်သူမှလည်းသူတို့ကိုအေးမယူဘူးအခုနောက်ပိုင်းလူငယ်တွေကိုပါပေါ်တာဆွဲဖမ်းဆီးပေးတာတွေကျူးလွန်လာပါတယ်။ပြူစောတီခေါင်းဆောင်လွင်ဦးဆိုတဲ့ဖာခေါင်းကလည်း အင်းသကြီးနဲ့ပေါင်းပြီးတော့စစ်တပ်ထံကိုလူငယ်တွေကိုဖမ်းဆီးပြီးတော့ရောင်းစားပေးနေတာလို့ဒေသခံပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ